2025မေလ6ရက်နေ့ညမှာအိန္ဒိယကစင်ဒူးစစ်စင်ရေးဆိုပြီးပါကစ္စတန်ပိုင်းကက်ရှမီးယားဒေသအပြင်ပါကစ္စတန်နိုင်ငံတွင်းနေရာတွေကိုပါဒီကြောင်းကရောဒုံးကျည်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နိုင်ငံခြားအခြေအနေကပိုတင်းမာသွားခဲ့ပါပြီ။အိန္ဒိယဘက်ကတော့ဒါဧပြီလအတွင်းကအိန္ဒိယပိုင်းကက်ရှမီးယားဒေသပဟဲကမ်မှာအကြမ်းဖက်တိုက်ခိုက်ခံရလို့အိန္ဒိယခီးသွား26ယောက်ဒေဆုံးခဲ့ရမှုအတွက် လက်တုံ့ပြန်တာလို့ဆိုပါတယ်ပါကစ္စတန်ဘက်ကတော့ဒါစီးရထိပါလာတာဖြစ်တယ်လို့ရှုံချခဲ့ပြီးနေရာ6နေရာကိုဒုံးကျည်တွေထိမှန်ခဲ့လို့လေးရီအပါအဝင်အရသားနှစ်ဒါအစင်ကျော်တည်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်လက်တုံ့ပြန်တဲ့အနေနဲ့ပါကစ္စတန်ဘက်ကအိန္ဒိယစစ်လေရင်မာစီယူဖြစ်ချခဲ့ပြီးအိန္ဒိယတပ်စခန်းတစ်ခုကိုပြစ်ခတ်ချေမှုန်းခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်ဒီချိန်ကြီးကြောင့်ပါကစ္စတန်နိုင်ငံတွင်လေရင်ပြန်တန်းခွေပိတ်ပင်ခဲ့ပြီး နိုင်ငံကလီချောင်းလိုင်းနေရာပါကစ္စတန်လီပိုင်နက်ကိုရှောင်ကွင်းပြန်တန်းနေကြရပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံကခေါင်းဆောင်တွေကတော့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံနှစ်ခုကြားစစ်ဖြစ်တာ NDA ကြီးလို့နာမောစစ်ပွဲကိုရှောင်ရှားကြဖို့တိုက်တွန်းထားကြပါတယ်။ကဘာလုံးကအထူးတတိထားစောင့်ကြည့်နေကြပြီးတင်းမာမှုတွေပြေလျော့လို့တန်ကင်းတမန်ကင်းနဲ့ဆွေးနွေးမှုတွေဖြစ်လာဖို့ပဲမျောလင်းနေကြပါတော့တယ် ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထက်ကြည့်ဖို့ like and follow လုပ်ထားပေးဦးနော်